ဆောကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျလီဗာပူးသင်းကပြိုင်ပွဲအရရက်၄ပွဲဆက်ရှုံးနေခဲ့တဲ့ပြီးမှဂျာရက်ကချန်ပီယံလိပွဲစဉ်မှာတော့နိုင်ပွဲပြန်ရခဲ့တယ်နိုင်ပွဲပြန်ရခဲ့တဲ့အနေအထားမှာကျွန်တော်ပြန်ကြည့်လိုက်တော့လီဗာပူးဟာဒီလီဗာပူးပြအာနီစတော့ကကစားခွက်အခင်းကျင်းပိုင်းတော့ကစားတမလူနီယာခြားထားမှုပိုင်းလေးကိုဒါအပြောင်းလဲချို့လေးလုပ်ထားတာပေါ့လေဒီဟာနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်နဲ့တူဒါညီငယ်ကောင်းသက်ကနေပြီးတော့မှပုံသက်တင်ဆက်ပေးသွားဖို့ရှိပါတယ်ခင်ဗျာကောင်းသက်ရေမင်္ဂလာပါကြီးမင်္ဂလာပါကိုရရင် ဒီ Frankfurt ပွဲမှာနိုင်ပွဲရသွားပြီးတဲ့အချိန်ဒီတကူရောနိုင်ပွဲမရခင် line နဲ့ထွက်လာတဲ့အချိန်ဒီတကူရောဟိုသွားပြောမှာပေါ်တာညီရဲ့သုံးသက်ချက်လေးကို appreciate လဲလုပ်ပါတယ်အဲ့မတိုင်ခင်စောပိုင်းကနေတော့ဒါ Liverpool နဲ့ပတ်သက်ပြောမှာဘလို့ပြောင်းလဲရင်လည်းပတ်လို့လည်းညီရဲ့ချင်းချင်းသုံးသက်ချက်လေးကြီးဒါတွေးရတယ်အဲ့ထက်မှလည်းဒါသုံးသွားတဲ့ပုံစံလေးကြီးရတယ်ဒီဘလို့ပြောမှာအဓိကအဖြစ်ဒီ full bet တွေကိုတုံးတဲ့ပုံစံလေးဆိုတာညီပြောထားတဲ့ပုံစံမျိုးလေးတွေတွားပြောမှတွေးရတာဗောလေအဲ့ဒါလေးမပြောခင်ဒါ clock လက်ထက်အလွန်ဒါ liverpool နီးပြ ်အာနီစတော့ဖြစ်လာတယ်ဗျာအာနီစလော့ကဒါပြီးခဲ့တဲ့ရာသီကတော့ဒါချန်ပီယံတဲ့ဖြစ်ခဲ့တယ်ပရီးမီယာလိချန်ပီယံဖြစ်ခဲ့တဲ့ဂျင်နီဘူးမှာအစောပိုင်းကတော့ကလပ်ကလော့ရဲ့ခက်အလွန်မှာနည်းနည်းလေးရုန်းကန်ရမယ်လို့ထင်ထားပေမဲ့ရုန်းကန်ရမှုမရှိဘဲနဲ့ဒါကလော့တည်ခဲ့တဲ့အသင်းနဲ့ဒါပရီးမီယာလိချန်ပီယံဆူယူသွားတယ်အဓိကတော့လီဗာပူးပရိသတ်တွေစောင့်ကြည့်နေတာဒီရာသီမှာအာနီစတော့ဘာလို့ပြမလဲဆိုတော့ကြည့်နေကြတာပေါ့နော်ဒီနေသားတစ်ခုမှာအာနီစလော့ဟာဒီပြီးခဲ့တဲ့ဒါဖရန့်ဖတ်နဲ့ပွဲစဉ်တုန်းကတော့အရေးတစ်ခုနဲ့သူကဒါရလက်ကောင်းတစ်ခုကိုယူသွားခဲ့ပြီဒီအချိန်လေးကိုညီလေးဆက်ပြီးပြုံးတော့ပြပါဦး ဟုတ်ကဲ့ပါအဲ့တော့ဟိုကိုရင်နောက်မေးခွန်းကပဲကျွန်တော်စပြီးရောပြောရဲဒီ yain club kit အလွန်ပေါ့နော်ဒီမှာလည်းတုံးသက်ချက်တွေရှိပါဒီ club ရဲ့ဖနက်ကိုတောင်းအောင်စီးရဲဆိုတာဟိုမလွယ်ဘူးပေါ့ဒီစိတ်ပိုင်းဆိုင်ရာဖိအားရဒီလူဟိုသီယွန်တော့ကနေရောက်လာတယ်ဒါပြောမယ်ဆိုဟိုဥရောပရဲ့ထိပ်ဆုံး၅ခု league တွေမှာမပါဘူးပေါ့နော်ဒီ netherland နေသူရောက်လာတဲ့ဒီပြတူအနေနဲ့ဒီ yain club ရဲ့အသင်းကိုဆက်လက်ကင်တွယ်ပြီးတော့ဒီ premier league champion ရောက်အောင်သွားရတဲ့ခကြီးကတကယ်တော့မလွယ်ဘူးဟု အိတ်စိတ်ပိုင်းဆိုင်ရာ PR ကျွန်တော်ဆိုကိုချင်းစာလို့ရတယ်အဲကျွန်တော်ဆိုလဲဒါစောင်းပါးရေးဘာရေးကျွန်တော်ကျွန်တော် channel မှာကျွန်တော်လုပ်နေတာပဲဒါပေမဲ့ကျွန်တော်ကျွန်တော်အခုဒီ soccer hub ကိုရောက်လာပြီဆိုတဲ့အချိန်မှာကျွန်တော်ဘာတွေပြောတယ်ရတိုင်းနဲ့ပေတံတွန်နေတယ်ဆိုတဲ့ပေတံမဟုတ်တော့ဘူးအဲမင်းဆရာနန္ဒဝင်းကြီးရလောက်ပြောနိုင်လားအာဒီစီတူလောက်ပြောနိုင်လားဆိုတဲ့ပေတံနဲ့တိုင်းတာအဲ့လိုနေထားမှုမှာဒီ Arnis Love ကြုံရတဲ့ PR ကျွန်တော်တကယ်ကိုချင်းစာလို့ရတယ်ဒါပေမဲ့အဲ့ PR တွေကိုသူ့အနေနဲ့တော်တော်လေးကိုပပနဲ့နဲ့ကြော်ဖြတ်နိုင်ခဲ့တယ်ပြီးခဲ့တဲ့ရာသီမှာဆို ဟိုဘလို့ကြော်ဖြတ်တာလဲဆိုတော့ဒီမီဒီယာဘိုင်းတွေမှာသူစကားပြောတဲ့ဆိုတဲ့ဟာတော်တော်လေးအရေးချင်းရှိတယ်ရှက်ဖြစ်တာကိုတွားပြီးတော့တွေ့ရတယ်အဲဥမာအနေနဲ့သူပြောတဲ့သူထက်တလဲလဲပြောနေကြစကားတွေရှိတယ်ကျွန်တော်ကဒီ yang club ရဲ့အသင်းကိုအများကြီးမပြောင်းလဲထားဘူးအဲကျွန်တော်ဟာလေးနည်းနည်းလေးတော့တွားထားတယ်ဒါပြီးခဲ့တဲ့နောက်ဆုံး interview yang club interview တခုထွက်တယ်အဲအဲ့မှာလဲမေးတယ် arislo ကအမင်းကိုအများကြီးမပြောင်းလဲထားဘူးလို့ပြောတယ်ဆိုတော့ yang club ပြန်ဖြေတာအများကြီးမပြောင်းလဲထားဘူးဆိုတော့သူပြောတဲ့ဟိုကဒါသူနည်းနည်းလေးပြောင်းလဲလို့ပေါ့ဆိုပြီးတော့ yang club ကဖြေထားတာလေးရှိတယ် အဲ့တော့အဲ့အဲ့အဲ့လိုနေထားဦးမှာဒါပြောမယ်ဆိုရင်ဥမာထားပါတော့ဝယ်ရင်ကျွန်တော်မန်နေဂျာတယောက်အနေနဲ့တခြားကုမ္ပဏီတခုအလုပ်သွားလုပ်အလုပ်သွားလုပ်တဲ့အချိန်မှာအဲ့အောင်လေးမင်းတို့ရှေ့ရမန်နေဂျာမင်းတို့ဘယ်လိုပဲအုပ်ချုပ်အုပ်ချုပ်ခဲ့ငါချီမှာအဲ့ဒါမရဘူးငါငါငါဖြူဟာနဲ့ငါဆိုရင်ဒါလူမုန်းခံရမယ်ကိုရဲရင်အဲ့တော့အာဒီစလော့အဲ့ဒါလေးပပနေနေလေးမဟုတ်ဘူးဒါရန်ကလော့ပြရဲ့အာ तू အတွေးခေါ်ရတိုင်းမဲ့ तू ဆက်သွားပါတယ်ဘာညာ तू အမြင်နဲ့ပြောနေပေမဲ့တကယ်တကယ် ်လီဗာပူးပြောင်းလဲသွားတာကိုပြိုင်ဘက်နီးပြတွေတောမတ်ဖရန့်လိုပြိုင်ဘက်နီးပြတွေကွာရီယိုလာလိုဒီစီတီရဲ့နီးပြတွေဒီကို့အသင်းရကစားသမားတွေတခြားသင်းရကစားသမားတွေကလီဗာပူးပြောင်းလဲလာတဲ့ခြေလှမ်းတွေကိုခြေရာကောက်မိခဲ့ကြဒီပြီးခဲ့တဲ့ຢာကြီးသူဆက်ဆက်ရောက်ချင်းဒီအမေရိကန်တို့ကိုသွားတယ်အဲ့မှာပဲဒီတိုင်လာမော်ဒန်နဲ့ကတိကျောင်းကဒါလုံးဝမတူမတူပါဘူးပေါ့နော်ဂျိုင်ကလော့နဲ့ဒါဒီဘယ်လိုပြောရမလဲအနီစလော့ပြည့်ဒီတက်တီကယ်ညွှန်ကြားမှုတွေကပို့ပြီးတော့ဒီတေးကြတယ် ဒီ build up ကို play out from the back ကစားတယ်အဲ့ဒီစကားကိုပဲဒီ grand vest တို့ virgin van dyke တို့ကလည်းပြောတယ်ဒီ club ခင်မှာတော့သူတို့က drive ပေါ့တဲ့ပြီးတော့ counter pressing တဲ့ဒီ slot out မှာတော့ပို့ပြီးတော့ detail ကြတဲ့ဒီ build up တွေနဲ့ play out from the back ကိုသွားရတယ်ဆိုတာကိုပြောတယ်အဲ့ဒါပြီးသွားတော့ကျွန်တော်တို့ဒီဖွဲ့စဉ်နှစ်မှာလာဒီ breakfast နဲ့တွေ့တယ်ပေါ့ tom friend breakfast ကိုသူတို့2-0နဲ့လာ9နဲ့ နိုင်တဲ့ချိန်မှာတောမက်ဖရက်ကပွဲပြီးတော့ဗာပြောလဲဆိုတော့ဒါကလော့ပ်ရဲ့လီဗာပူးကြီးမဟုတ်တော့ဘူးသူတို့ရင်ဆိုင်ရတဲ့သူတို့ပွဲကြိုပေါ့နော်ပွဲကြိုသူဗျူဟာတွေခင်းထားတဲ့ပုံစံမျိုးရှိရဒါပေမဲ့ကလော့ပ်ရဲ့အတင်းနဲ့လုံးဝချားနာသွားတဲ့အခါမှာသူတို့ဒီလိုရလက်ထွက်ခဲ့တယ်ဆိုပြီးတော့တောမက်ဖရက်ကပြောတယ်အဲ့ဒါပြီးတော့လဲအနီစလော့ကတစ်ဖက်မှာလဲဒီမီဒီယာတွေကိုကလော့ပ်စီကနေသူဘာမှအများကြီးအပြောင်းလဲမလုပ်ထားပါဘူးတွတ်တွင်ပြောနေပေမဲ့သူပြောတဲ့စကားလေးတွေတချို့ချီယာကောက်ကြည့်လိုက်ရင်သိမင်းအဲ့မှာဘာတွေလိုအပ်နေတာထားပါ report ဒါအဲ့လိုမျိုးမေးတယ်ပေါ့လေမေးတဲ့အနေအထားမျိုးမှာ စလော့ကဘာပြောလဲဆိုတော့ကောင်လေးတွေကတဲ့ဘောလုံးရှေ့ကိုခက်မြမြန်ပဲလှုပ်ချင်နေကြတယ်တဲ့ဒီငါရဲ့ဂိုးစီးကနေတွေ့ရင်9မီတာပဲမြင့်နေဒီ deep ဒီဘေးရက်ပေါ့ဒီဘေးရက်ကိုနှိမ့်ပြီးလှုပ်တဲ့ပုံစံမျိုးမှာကောင်လေးတွေကဘောလုံးကိုကြကြမကင်ရင်ရအောင်တက်တိချီချီကြကြမကင်ရင်ရအောင်ဟိုငါငါပြောတာကတိုက်စစ်ကိုဘောလုံးမပြီးနဲ့မဟုတ်ဘူးဒီ vertical pass တွေမလွတ်နဲ့မဟုတ်ဘူးလှုပ်သေးကြရင်လှုပ်ဒါပေမဲ့ကိုယ်ကစားသမားဘောလုံးမဥပဲနဲ့တော့ဘာလို့လှုပ်မှာလဲဆိုပြီး तू စကားတစ်ခုပြောဘူးလေအဲ့စကားကိုပြန်ကောက်ကြည့်လိုက်ရင် club ရဲ့ philosophy နဲ့ ကတော်လေးကွဲပြားတော့တွေ့ရတယ်။ကလော့ထက်လက်ထက်မှာကဘောလုံးကြီးအရှိကိုလွှတ်တယ်ဆိုတာကဟိုဘောလုံးပြန်ပြီးလိုက်ကောက်ချင်လို့ကောင်တာပရက်ဆင်လှုပ်ချင်လို့ဟိုအဲ့လှုပ်လိုက်တဲ့ဘောလုံးတွေဒီကိုကစားသမား90ကျန်တဲ့ကစားသမား90အဲအဲ့ကပြန်ကြလာစကန်ဘောဒီနဲ့သူကကောင်တာပရက်ဆင်လှုပ်မယ်ဆိုတဲ့ဟာမျိုးအဲအဲအကြောင်းကိုလေကလော့ကဲအသိအားဒီဒီ low probability pass တွေလှုပ်တယ် misleading pass တွေကိုလှုပ်တယ်ကိုဦးမူပေါ့ထွက်ကဥမာဒီထားပါတော့ပြိုင်မဲ့ဥမာအာဆင်နယ်နဲ့ဥမာပေးရမယ်သူစာလီဘားနဲ့ဒီတင်မနဲ့ဂျားတွေက နေရာလောက်ကိုသူလောင်ဘောတွေကန်တင်လိုက်ပြီဆိုရင်အဲ့လောင်ဘောကဂလုံးဘောတော့မဖြစ်ရဘူး DS ကလည်းလိုက်ရမယ်ဆာလီဘကလည်းလိုက်ရမယ်အဲ့ဘောလုံးဒီဖြစ်နိုင်ချေရဆာလီဘ80ခိုင်နှုန်းပို့ပြီးကျင်းသေးတယ်ဥဖို့ဒါပေမဲ့အဲ့ဘောလုံးဆာလီဘကထွက်ပြီးကောက်ရတဲ့အခါမှာသူ့ရဲ့ခံစစ်ကွန်ဘက်ဖြစ်တဲ့ဒီ box ထဲမှာဆာလီဘမနေရတော့သူ့ရဲ့ Arsenal ရဲ့ defensive shape ကပြတ်သွားပြီဆာလီဘဒီဘောလုံးအပြင်ကိုထွက်ကောက်ရတယ်အဲ့ချိန်မှာမှ counter pressing လုပ်ရိုင်းကလော့ပ်ကကြတော့အဲ့အဲ့ဒါကိုကြည့်ချင်းအပြင်ရိုင်းကလော့ပ်နဲ့မတူတော့ဘူး Arsenal ကသေချာမှဘောလုံးပေးဆိုတဲ့ဟာမျိုးပါလာပြီ ။နောက်ပြီးနောက်နောက်တန်းမှာဘောလုံးကိုကြကြာကင်ဆိုတဲ့ဟာမျိုးပါလာပြီ။ဒီ patient ပါလာပြီ။အဲ့အတွက်မတူဘူးအားရစ်။ဒါပေမဲ့တစ်ဖက်မှာ तू ကပါနက်ဆောင်နေပဲ။ရိုင်ကလော့ပ်ရဲ့အတွေ့အခေါ်တော့အများကြီးမပြောင်းလဲထားဘူး तू ။တသူသူပြောနေရင်ကြော်ဖြတ်ခဲ့တယ်။ပြိတ္တတွေဒီထင်သာမြင်သာရှိတာဆိုရင်ရိုင်ကလော့လက်ထက်မှာဒီ counter pressing ကိုခဏဘေးဖယ်လိုက်။ကိုဘောလုံးရနေတယ်ဆုံးရှုံးသွားတယ်။ counter pressing လုပ်တယ်ဆိုတော့ဒီကန်နာကိုခဏဖယ်ထားလိုက်။ဒီပြိုင်ဘက်ရဲ့ဂိုကစ်တွေကိုကြည့်လိုက်မယ်ဆိုရင်လေဘာဘူးကပြိုင်ဘက်ရဲ့စန်တာဘက်ကစားသမားတွေကိုဘောလုံးလွတ်လွတ်လပ်လပ်ပေးကင်တော့တွေ့ရတယ်။ဂိုသမားကိုင်းစန်တာဘက်ကိုင်းကြိုက်တဲ့နေရာကိုင်း သူတို့ဖိုးဖိုးတူမေဘလော့လေးနဲ့ထိုင်ပြီးကစားတာကိုတွေ့ရတယ်။ဒါဂျိုင်ဂလော့ရဲ့အသင်းမှာသူဒါကတက်ပြီးတော့စန်တာဘက်တွေကိုတက်ပြီး present ပေးတဲ့ကန်တာ။ဒါကိုပဲကြည့်ချင်အားဖြင့် out of position ရှင်းမအောင် in position မှာကောဒီဒီ vertical ဘက်ကို short ချပြီးတော့ horizontal ဘက်ကိုပြောင်းလာပြီးဆိုတာကိုတွေ့ရတယ်လို့ဒီဘယ်လိုပြောရမလဲ ideology ရလဲဒီဘောလုံးတဒနာရလဲ꿰ရမှုတွေရှိတယ်ဆိုတာကိုတွေ့ရတယ်။ तू က Arislog ကပြောမယ်ဆိုရင်အနည်းဆက်ဆုံးတူတာဟိုသူ့ရဲ့ဘေးဒက်ကိုနော်ဒီ photo ဘေးဒက်ကအနည်းဆုံးအနည်းဆက်ဆုံးတူတာဒီ Roberto Disarvi နဲ့သွားတူတယ် အဲသူကလည်းဒီ Guardiola ကို inspire ယူထားတဲ့နီးပြတူပဲအဲ့လိုနေထားမျိုးမှာဒီ Klopp ရဲ့ကြံခဲ့တဲ့ chaos တွေနဲ့သူဘက်ကသူ့ရဲ့ဒီကိုယ်ကွင်းဘက်ကျန်တဲ့ position နဲ့ order နဲ့ကိုပေါင်းဆက်ပြီးတော့သူတွားပြီးတော့ဒီ Premier League player ကြီးကိုအရယူခဲ့တယ်ဒါပေမဲ့သူကတည်းကပါနေတဲ့ခါမှာဒါပြိတ္တတိဘက်ကလည်း Young Klopp ထားခဲ့တဲ့အသင်း Young Klopp အချိန်နဲ့ဖလားရခဲ့တယ်ဆိုတာမျိုးတွားမြင်တယ်အဲ့ပြိတ္တတိဘက်ကကြောက်အဲ့လိုဒုတိယလေးပေါ့အဲ့တော့ဒီယာဒီမှာတော့သူကခုနကကိုရင်ပြောတော့ပြန်ကောဒီယာဒီမှာထပ်ပြီးတော့သူကသူ့ရဲ့ဒီ shape tactical ကို ြန်ပြီးတော့ adjustment လေးထပ်လုပ်ရတယ်ဒီပြီးတော့ change မှုလေးထပ်လုပ်ရတယ်ဒီ full back တွေရဲ့ profile မတူတော့ဘူး friend နဲ့ profile နဲ့ friend bound profile မတူဘူးဒီဘက်ကဟို robertson profile robertson နောက်ပိုင်းကစားနေတဲ့ profile ပေါ့လေတက်စီပြီးဆိုတဲ့ profile နဲ့ဒီ gagas ဘုံမမှာကစားခဲ့တဲ့ profile မတူဘူးမတူတဲ့အခါမှာဒီ change မှုလေးတွေထပ်လုပ်နေရင်ねဒီ private နဲ့ပွဲမှာတော့ဒီ change မှုလေးတွေက clip မိလာပြီပေါ့နော်မိတော့မမိသေးဘူးမိလာပြီဒီလမ်းကြောင်းအရမှန်လာပြီလို့ခံစားရတယ်အဲ့တော့ပြန်ကောက်ပြီးပြောရရင်ရိုင်းဘလော့နောက်ဆုံးနီးပြခဲ့တဲ့ယာတီကနီးပြတာတခု ာနီစလောပရီးမီးယားလီဖလားယူခဲ့တဲ့နီးပြူဟာတခုအာနီစလောရဲ့ဒုတိယရာသီနောက်ထပ်နီးပြူဟာရှိတ်ကတသက်တခုသွားနေပြီဆိုတာကိုကျွန်တော်တို့တွေ့ရတယ်။ဟောဒါတော့ဒါကျွန်တော်ညီပြောတာတော်လေးလဲဒါရှင်းသွားပါတယ်။ဘယ်လိုပြောမလဲပြီးခဲ့တဲ့ရာသီကလေးနဲ့အာနီစလောကဒါလူတွေမသိလိုက်တဲ့အပြောင်းလဲတွေကိုအများကြီးလုပ်ထားတယ် သူ့ရဲ့ပုံစံသူ့ရဲ့ ideology အစ်စ်တင်နေပဲ Premier League ဖလားကိုဒါအခုဒါယူခဲ့ကြတာပေါ့လေဒါပေမဲ့အများစုကတော့ Klopp ခြံထားခဲ့တဲ့အမွေနဲ့ဒါပြောကြတယ်ခေါင်းစဉ်တက်ကြတယ်ဒါပေမဲ့အခုတေချာတကောတော့ဒါပြီးခဲ့တဲ့ယာတီကလည်းသူအပြောင်းလဲသူ့ရဲ့သူ့ခြေသူ့လက်နဲ့ပဲဒါအများကြီးဒါဘယ်လိုပြောမလဲပြုပြင်ခဲ့တယ်လို့အခုဒီယာတီမှာလည်းနောက်ထပ်ပေါင်တန်း400ကျော်တုံးထားတယ်တုံးထားတဲ့အတင်ကိုနောက်ထပ်သူ adjustment အောင်ပြန်ပြီးတော့မှလုံနေရပေါ့လေ adjustment အောင်လုံနေရင်ကာလာနဲ့ယာတီဆမှာလည်းနည်းနည်းလေးခံစစ်ပိုင်းပြီးဖို့ညီများညီများနဲ့နောက်ဆုံးမှာကျတော့ဒါ၄ဘွက်ဆက်ပေါ့လေဒီ Anfield မှာ Manchester United ကိုရှုံးတဲ့ပွဲအပောင်ဝင် ါနောက်ဆုံးပြိုင်ပွဲရဲ့လီဘွဲ့ဆက်ရှုံးသွားတယ်အဲရှုံးတဲ့ချိန်မှာကျတော့ဒါလီဘောနည်းနည်းလေးလှုပ်သွားတယ်ပေါ့လေဘာကြောင့်လဲဆိုတော့ဒီဟာဒီလိုရှုံးမြို့ရတယ်လီဘောမရှုံးတာတော်တော်လေးကိုကြာပြီပေါ့လေဒါနီးပြအနေနဲ့ကြည့်မယ်ဆိုရင်ဘရန်ဒန်ရောဂျာလက်ထက်တုန်းကရှုံးခဲ့တာနောက်ဆုံးပဲအဲ့ကာလာလေးမှာကျတော့ဟိုအာနစ်စတော့တွေလည်းဖီအားဝင်လာပြီသူဘလို့ဒါဟိုဒီဖီအားကို adjust လုပ်မလဲနောက်ထပ်ဒီအမ်ဝင်တဲ့ဟာလေးတချို့ရှိတယ်ဥပမာဖလိုရီယန်ဘတ်ဆိုရင် ဒါအံဝင်မှုလို့လीဒါသူသူစီကနေဒါ unprotected တွေကိုတော့ဒါမမြင်ရဘူးဆိုတော့ဝေဖန်မှုတွေကိုတော့ဒါမြင်ရတယ်အဲ့ဒါပေမဲ့အဲ့ front fat ပွဲမှာတော့ကြည့်လိုက်တော့ဒါ line net ကိုမြင်လာရတယ်နောက်ထပ်ကစားသွားတဲ့ play ကိုကြည့်လိုက်တော့လေဒီအဲ့မတိုင်ခင်တော့ဒါညီသုံးတက်တဲ့ဟာတွေကိုလည်းကြားရပါတယ်ကြားတဲ့အချိန်မှာကျတော့အဓိကဒီ white area တွေကိုနေရာယူပုံတွေကိုဒါညီထောက်ပြသွားတယ်ကြည့်တော့အဲ့မှာအဲ့ပွဲမှာဆို white area ကိုအဓိက gap ကို ို့ပြီးမှဒါယူရတယ်ဘဲချမ်းပါဆိုပုံမှန်အဖြစ်ဒါကေဘိုးရဲ့ကစားပုံကဘဲချမ်းကနေအတွင်းဝင်တယ်ဒီဂိုးတွေလည်းတွင်းတယ်ဒါမန်ချက်စတာယူနိုက်တက်ရဲ့ပွဲထီရဒီလိုပုံစံမျိုးတွေကနေဂိုးချင်းချောင်းမှုတွေဂိုးရလို့နေပါဒီဒါကေဘိုးကကစားနိုင်တယ်အဲဖရန့်ဖတ်နဲ့ပွဲစဉ်မှာကြည့်လိုက်တော့အထူးဖြစ်နေဒါ AKTK နဲ့ ISAC ကိုအထောင်တိုက်စစ်မှာထားတဲ့အခြေအနေတခုမှဆိုရင်ကေဘိုးကအတွင်းဝင်လာတဲ့ဆိုင် cross ball တွေကိုအတိကတဲလာတာကိုတွေ့ရတယ်ညာချမ်းမှာကြတော့လေဒီအများအပြားဒါမိုဆာလာက ီ white area ကိုအများဆုံးယူတယ်။ဒါပေမဲ့အဲ့ front fan ရဲ့ပွဲစဉ်မှာကြည့်လိုက်တော့ free ball နောက်ပိုင်းမှာတော့ဒီဗာလဲဒီ corner penalty ပေါ့လေ ready လာအများဆုံးဝင်တာလေးတွေတွေ့ရဒီအပြောင်းလဲလေးတွေအခုတွေ့လိုက်ရတော့ဒါညီပထမအစောပိုင်းသုံးသက်သွားတဲ့ပုံစံလေးတွေသွားမြင်ရအဓိကအခုမေ့ကျင်တာဒီဟာက arnis slot အတွက် adjust လုပ်တဲ့ဟာကအဆင်ပြေဆုံးပုံစံဖြစ်သွားပြီလားဒါမှမဟုတ်အဲ့ပွဲစဉ်မှာဖြစ်ကျင်တော့ဒါ isec ကလည်းဒဏ်ရရသွားတယ်။ isec ဒဏ်ရရသွားတဲ့အချိန်တွေတကူမှာတော့တွေ့ကြတယ် နောက်လာမဲ့ပွဲတွေမှာတော့သူနောက်ပလန်တစ်ခုတော့ဒါချိန်ရမှာပေါ့လေအဲ့တော့ဟိုဖရန့်ဖတ်နဲ့ပွဲစဉ်တုန်းကသုံးသွားတဲ့အခင်းကျင်းကအာနီစလော့လိုချင်တဲ့အစိတ်ပိုင်းမှာဘယ်လောက် level လောက်ထိရောက်သွားပြီးညီထင်လဲမသိဘူးဒီဟာကပြောမယ်ဆိုတော့အာနီစလော့ပလေလုံးကြည့်နေတဲ့အရာပဲပေါ့နော်ကျွန်တော်တို့အရှိမသုံးသက်တယ်ဆိုတာကျွန်တော်ကအာနီစလော့ထက်ပိုသိလို့တော်လို့မဟုတ်ဘူးကျွန်တော်တို့ဒီလိုတွေသုံးသက်တယ်ဆိုတာဒီနီးပြအရှိမဘာတွေလုံးခဲ့လဲဆိုတာခြေရာကောက်ကြည့်တာပေါ့အဲ့လိုမျိုးဒီဘယ်ချမ်းမှာကျွန်တော်တို့ ဒီ width ဟိုတာကိုဒီဝင်ခါအောင်မပေးဘဲနဲ့ဒီဖူးဘက်ကိုပေးတယ်ဆိုတဲ့ဟာမျိုးကဒီ crystal paling နဲ့မှာကျွန်တော် foreign vision နဲ့မြင်တွေ့ခဲ့ရဘူးလေအဲ့လိုပဲညာချမ်းမှာဝင်ခါအောင် inside forward ထားပြီးတော့ width ကို frame bound ထောက်တယ်ဆိုတာကိုဒီယာဒီမှာပဲဒီကျွန်တော် efn cut ထင်တယ် south tatan ကိုထင်တယ်ဒီနိုင်တဲ့ဘွဲမှာညာချမ်းကဒီ key စာပွဲထွက်လာတယ်တကယ်ကစားတော့အတွင်းလေးကိုသူဝင်ကစားတယ် frame bound ကအဲ့ width ကိုယူထားတယ်ဆိုတဲ့ပုံစံမျိုးပေါ့လေအဲ့တော့ကျွန်တော်ဆိုလိုချင်တာကဒီမှာနီးပြဘာတွေလောက်ခဲ့လဲကိုကျွန်တော်ကခြေရာကောက်ပြီးတော့ပဲသူဘာကိုသွားချင်လဲဆိုတဲ့လမ်းကြောင်းတစ်ခုကိုကျွန်တော်က ဒါကိုသွားသိမ့်ပြီဆိုတာကိုကျွန်တော်ကျွန်တော်အမြင်နဲ့သုံးသပ်ခြင်းဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ຢာဒီဖလားရောက်ကျင်းသေးသွားပြီပေါ့နော်ဒီစပါးကိုနိုင်ရပြီကျင်းသေးပြီနောက်ပိုင်းပွဲတွေမှာလည်းအန်ဆလော့ကဒီအပြောင်းလေးကိုလှုပ်ကြည့်ခဲ့တယ်ဒီနောက်ຢာဒီပဲရည်ရွယ်ပြီးတော့သူအသေးရောက်လာဖို့သတင်းထွက်နေတဲ့ဒီဖရင်ပေါင်းတို့ H ကာလာကျင်းသေးသွားပြီရှင်ဒီဖရင်ပေါင်းတို့ကဲကတ်ဆိုတဲ့သတင်းအဲ့အဲ့ရှိတ်နဲ့အန်ဝင်မဲ့ကစားပုံတစ်ခုကိုသူပြောင်းလဲခဲ့မှုတယ်သူရဲ့ဒီဖိုတူဘေးတက်မှာပြီးခဲ့တဲ့ຢာဒီအရဆိုရင်ဒီချက်စီနဲ့ပွဲချင်းမြင်တယ်နော်ချက်စီကိုရှုံးတဲ့ပွဲဆိုစက် ဲ့ပုံစံလေးဟုတ်တယ်အဲ့ချက်စီကိုရှုံးတဲ့ပွဲနောက်ပြီးတော့ Brighton ကိုရှုံးတဲ့ပွဲအဲ့မှာဆိုလည်းမြင်တွေ့ရတယ်ပုံမှန်အပြည့်သူပြီးခဲ့တဲ့ရာသီမှာသွားတာဒီ42 bit 41 bit တို့မဟုတ်41 bit အဲ့အဲ့အဲ့မှာဒီကစားသမားနောက်တန်း၄ယောက်ရယ်ဂိုးသမားရယ်အရှိယတပည့်ပေပေါ်၂ယောက်ရယ် distance ကတယောက်နဲ့တယောက်ကြာ3မီတာ4မီတာလောက်ပဲกว่าအရန်ကိုကျင်းနေဖူဘက်တွေကလည်းအတွင်းထဲကိုဝင်ထားတယ်ဆိုတာတွေ့ရတယ်အဲ့ဒါကသူကဘာလို့သွားတာလဲဆိုတော့ဒီဖူဘက်တွေရှိကဟို passing option ပေါ့နော်ဒီ grand verse နဲ့ ီဗန်ဒိုင်းနဲ့ဂျားတဲ့ကပတ်စင်လိမ်းမထွက်တဲ့အခါမှာဒီတပ်ပါတီအနေနဲ့ဒီဖူဘတ်တွေကိုတုံးချတာအဟိုဗန်ဒိုင်းနေတော့တဲ့ငါနဲ့ဂရန်ဘတ်ဂျားတဲ့မှာတော့ဒီမှာတယောက်ကကွယ်နေရော့ဟိုရောဘတ်ဆန်မင်းရှိရသူမြင်ရတယ်ရောဘတ်ဆန်ရဲ့တစင်ဖရမ်ဘတ်ကိုသွားတယ်အဲ့လိုပုံစံမျိုးသွားတဲ့ဥစ္စာမှာ trend အဆင်ပြေတယ် ရောဘတ်ဆန်လည်းနောက်ပိုင်းတက်စီဘီဆိုတဲ့အနေနဲ့မှာအဆင်ပြေတယ်ပဲပြောရမယ်ဒီအတွင်းကိုဝင်တဲ့ဆန်မှာ तू तू ကအရင်လိုမျိုးဒီတက်စ်လိုင်းနာကိုသွားပြီးဒီဖြစ်တာမဟုတ်ဘူးလေအတွင်းလေးကို narrowly wide ဒီဖြစ်တာဖြစ်တဲ့အတွက်ဒီဘက်မှာဆို gap ကိုပေးမဲ့ passing option ရှိတယ်ဒီဘက်မှာ grand bat ရှိတယ်ဒီဘက်အတွင်းထဲမှာ van dyke ရှိတယ်ဆိုရယ် option ရှိတယ်အဲ့ဒီအတွက် robertson ရော tran ရောအဆင်ပြေတယ်ဒါပေမဲ့ဒီယာဒီမှာခေါ်လိုက်တဲ့ full back တွေကတိုက်စစ်ကိုလိုက်ပါကစားတယ် crossing တွေအရန်ကောင်းတဲ့ပုံစံမျိုးဒီနောက်တန်းကနေဒီ passing တွေအရန်ဒီဘေးကကိုကစားကွက်ကိုလာပြီးဆင်းပြီးမဖော်ပေးနိုင်ဘူးဆိုတဲ့ profile တွေဖြစ်နေတယ်အဲ့တော့ profile လွဲတယ်လွဲတဲ့အခါမျိုးမှာ Arisol ပြီးခဲ့တဲ့ညဒီကုန်ကန်ကြီးမှာ iFootback တွေကိုသူကတိုက်ဆက် line တွေကိုအကုန်ပို့ပလိုက်တယ်ဒီအဲ့သူတို့ရဲ့ Arno ရဲ့ passing scale ဒီ Robertson ရဲ့ passing scale ကိုယူဖို့ကြတော့ဒီ Grand Bass ကို center back နဲ့ရောက်ကြားတယ်ကိုဆွဲချတာမျိုးဒီ Brighton ကိုရှုံးတဲ့ပွဲမှာသူမြင်တွေ့ရလိမ့်မယ်အဲ့မှာ Grand Bass ရဲ့ number 7 role နေရာကို Sobers line ရောက်ဝင်လာတာမျိုးအဲ့တော့ဟို logic အရတော့ footback တွေဒီ passing မပေးနိုင်ဘူးအဲ့တော့ main receiving area ကိုသွားဘောလုံးလက်ခံမဲ့နေရာကိုတက် headspace မှာပဲနေနေ number 10 role ပဲနေနေတောက်မှာပါပဲနေနေဘောလုံးလာပေးနိုင်တဲ့ screen layer တွေက ီဟာကိုလာကူဆိုတဲ့ပုံစံမျိုးသူသွားတယ်ဒါပေမဲ့တကယ်တကယ်ဒီဟာဒီသွားတဲ့အချိန်မျိုးမှာကျတော့သူ့သားကိုလုံမနေပြန်ဘူးပြီးခဲ့တဲ့ယာဒီကဖလားရခဲ့တဲ့သူ့သူ့မှာ value ကို value ပေါ့နော်ကို value တခုရှိတယ်ဒီ gap width နဲ့ sala width အဲ့ဒါကဒီ width holder တွေကိုတောင်ပံကစားသမားတွေတိုက်စစ်တောင်ပံကစားသမားတွေကိုပေးခြင်းဆိုတာကျွန်တော်တို့က high expensive model လို့ခေါ်တယ် theory ရဆိုအဲ့ high expensive model ဆိုတာသူကဒီ test liner ကိုဆွဲချက်ပြက်လိုက်ဆွဲချက်ပြီးသားတဲ့ကစားသမားတွေကဟိုး final တက်ဆောင်လောက်မှာရှိတယ်ဝင်တာတွေထားထားတယ် အဲ့ high expressive model မှာဆိုရင်သူ theory အရကဒီ play marker ကဒီ number set ကို deep line play marker ဆိုပြီးခေါ်တယ်အဲ့အနေအမှာရှိအဲ့ဒါမဲ့ခေါ်လိုက်တဲ့ကစားသမားဒီကဒီမှာကျွန်တော် Florian VS theory ရသွားကြိုက်မယ်နေတော့ Florian ပြက်ကနံပါတ်10ရုပ်ကစားရတယ်အဲ့အဲ့လိုနေထားမျိုးမှာ low expressive model ကိုပြန်ပြီးပြောင်းဖို့လိုလာပြီသူလဲဒါတကယ်ကိုလုံးကြည့်ခဲ့ဘူးတယ်ယာတိကျိုးကျွန်တော်တို့ AC Milan နဲ့ပွဲမှာလည်းတွေ့ရတယ်ပြီးခဲ့တဲ့ယာတိခုနကကိုရင်ပြောတဲ့ဒီ Chelsea Brighton တို့ပွဲမှာလည်းတွေ့ရတယ်အဲ့ low expressive model မှာကျတော့ဒီ width တွေကိုယူထားတဲ့ကစားသမားတွေက line ကနည်းနည်း nate ဒီမက်ဒယ်တက်ဆုံလောက်မှာကြာကြာတယ်ဒီကဲကတ်စ်တို့ဖရင်ပေါင်းလို့ရှိမယ်ဟိုးရင်ကလော့ပ်ရဲ့ဒီဥပိုင်းနှစ်တရားဆိုရောဘတ်ဆန်အာနိုရှိဒီ low expense model အဲ့ model မှာကြာတော့ဒီ play maker ကဒီ play maker ကဒီဟိုဟာ famino ပေါ့နော်ဒီပြောင်းတော့ high line မှာရှိတယ်အဲ့တော့အဲ့ဒါ florian vs သွားပြီးကြိုက်တယ်အဲ့တော့ဒီ florian vs ကိုဒီ force 9သုံးဖို့ number 10 row ကစားပြီးတော့ inside forward အရင်ခက်ကမာနေနေရမှာ akitiki ဒီဆာလာကတော့ဆာလာကစားလဲရတယ် ဒီကတော့ဒီအိဆက်ကစားလိုက်ရအဲ့လိုပဲအကီကီနေရာမှာလည်းဂဘူထုံးပြီးသုံးပြီးကစားလို့ရတယ်ဂဘူကတကယ်တကယ်သူ့ကစားသမားဘွားလာတာကအောက်ဝိုက်ပလေးနေနဲ့မဟုတ်ဘူးအဲသူဒေတာလန်မှာကျွန်တော်စကြည့်ခဲ့ရယူရုံကဆိုဒါသူက3 bus shape ပဲထင်းတယ်နော်ဒီ Darren Blind ကဒီ wait wait ကိုထောက်ပြီးဂဘူကအတွင်းဝင်ကစားတဲ့ပုံစံမျိုးပဲအဲ့တော့ဂဘူတို့လည်းဒါနေရာရှိပြီးသားသူကစားနေတဲ့လက်ရှိဒီ shape ၄ဝက်ဆက်တိုင်းမှာရုံးကန်ခဲ့ရတယ်ဒီဝက်ဆက်တိုင်းမှာမဟုတ်ပါဘူးနိုင်တဲ့ပွဲတွေရတယ်နဲ့ရုံးကန်နေရအဲ့ပွဲတွေမှာတွေကဒီဂဘူကြိလိုက်မယ်ဆိုရင်ချင်းချမှုတွေသူကပဲလုပ်တယ် သူကပဲဘောလုံးထိချက်တွေများတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါအယူတယောက်ချင်းအနေနဲ့မကြည့်ပဲနဲ့နီးပြွားပိုင်းရှူအောင်နဲ့ကြည့်မယ်ဆိုတော့သူ့အတွက်ကိုပဲချန်တဲ့ကစားသမားတွေကမပြောရတယ်လို့ဖြစ် Florian VS အခြေဆောင်မထုတ်နိုင်ဘူးဥပမာ flying full back တွေဆိုရင်ဒါတိုက်စစ်ကိုလိုက်ပါပြီ crossing အရန်ကောင်းတဲ့ကစားသမားအဲ့ crossing တွေကိုသူတို့ယင်းပြီးတော့ဒီ gap way width ကိုယူထားအဲ့အဲ့ဒါအနီစလော့ကလည်းသူ့အာသာချက်တော့သူရှိမှာပေါ့လေသူလိုချင်တဲ့ဟာတခုရှိမယ်ဒီဘက်က risk ကိုလည်းသူမသိပဲမသိဘူးသိတော့သိဒါမှမဟုတ်သူအဲ့ဒါကိုပဲသွားပြီးအဟောင်းနဲ့အစ်စ်နဲ့ကိုသူနည်းနည်းလေးလွန်ဆွဲနေတဲ့အနေထားမျိုးပေါ့ အဲအဲ့လိုနေထားမှာအခုကတော့ဒီဝက်တွေကိုဒီ flying full back တွေကိုပေးမဲ့ပုံစံမျိုးကိုဒီ front back နဲ့ပွဲမှာစပြီးတော့မြင်တွေ့ခဲ့ရတယ်တကယ်တော့ဂပ်ပူကျွန်တော်ဆိုရင်ကျွန်တော်အမြင်ရဆိုပို့ပြီးသဘောကျတာကအဲ့အတွင်းထဲကိုဝင်ကစားတာပို့ပြီးသဘောကျတယ်ဒီ club လက်ထက်မှာတို့ဒါ8.5 row ဆိုပြီးဂပ်ပူဆိုတာဖြစ်လာသေးတယ်တော်တော်လေးကောင်းတယ်အဲ့တော့ဂပ်ပူအတွက်လည်းဒါနေရာရှိပြီးသားဆာလာဆိုရဲဒါမာနီဖာမီနိုခက်ကဆို inside forward အနေနဲ့ကစားခဲ့ပြီးသားဒီ shape ကိုတော့သူပြန်ပြီးတော့ပြင်ဖို့လိုမယ်ပြီးတော့ကျွန်တော်တို့ဟိုပါပေါ့နော်အစ်စ်ခုထားတဲ့ကစားသမားတွေက ဟောင်းဒီကစားကွက်တွေကို adaptation လုပ်ရတယ်ဆိုတာတယောက်နဲ့ယောက်ရောက်လာရင်ဟုတ်တယ်ဒါမို့ဒီဒီဈေးကွက်တံမှုအရန်နေတဲ့ကစားမှာဟုတ်တယ်အခုကလီဗာပူးကအများကြီးခေါ်တာလီယိုနီတို့ထက်မတွက်ဘူးဆိုတော့ဒါ9ယောက်လောက်ရှိအဲ့တော့ဒီ flying fullback တွေရဲ့အကောင်းဆုံးခြေစွမ်းကိုရဖို့ဆိုရင်သူတို့ရဲ့အကောင်းဆုံးပုံစံကိုပေးဖို့လိုတယ်ဥပမာအနေနဲ့ဒီ United ရဲ့ Amorin ဆိုရင်ဒီကနာချိုတို့ဒီဘက်က Rashford တို့ဆိုရင်ဒီ outwide play ဘူးအရန်အားကောင်းတဲ့ကစားသမားတွေဒါပေမဲ့သူ့ရဲ့3421မှာကျတော့သူကနံပါတ်10ရိုးပုံစံမျိုးပေါ့နော်ဒီဒီ quasi winger ပုံစံမျိုးဒီအတွင်းထဲကိုဝင်ကစားပုံစံမျိုးမှာသူ့ တည်းဘောလုံးတက်တာနဲ့မကြိုက်တဲ့အခါမှာ तू မသုံးအဲ့တော့ဒီအဲ့ဒါကိုထဲဒီဘက်ကဖူးဘက်တွေကိုပြန်တွေးလိုက်မယ်ဆိုရင်အောက်ဝိုက်ပလေးကောင်းတဲ့ဖူးဘက်တွေကိုဒီအတွင်းထဲမှာဝင်ပြီးတော့ပတ်စင်ပုံစံမျိုးပတ်စင်တွေဒီ fair fair face ကနေပတ်စင်တွေကိုအရှိကိုလွှတ်တာဆက်သူတို့အားနေတဲ့ပတ်စင်အစားဒီအရှိကိုပို့လိုက် receiving area ကိုပို့ပြီးတော့ဒီကွင်းလက်ကစားသမားတွေကိုဒီဘေးဒက်ကိုကူတာမျိုးဒီ front back နဲ့ပွဲမှာဆိုကတိကျုံး service line ကလုံးဝအထိုင်တူတူထိုင်ပြီးကစားဝါတာမျိုးတွားထားတော့တွေ့ရတယ်ဟို logic လဲကြားတယ်လို့ကျွန်တော်ပို့ပြီးတော့ခံစားရတယ်နောက်ပွဲတွေမှာလည်းဒါကိုဆက်ပြီးတော့လုံးတင်တယ်လို့ခံစားရတယ်ပြီးတော့အခုထပ်ဖြည့်ဆော်ပြီးပြောချင်တာကဟိုအဲ့လို insight for one နေနဲ့ဝင်နေဆိုတဲ့နေရာမှာကျွန်တော်ကနှစ်ဖက်လုံးဝင်စရာလည်းမလိုဘူးတကယ်တကယ်ကတော့ဒါနောက်ပိုင်းကစားကွက်တွေကိုကြီးလိုက်မယ်ဆိုရင်ဘယ်အသိအမှခောက်ချိုးညီဒီဘယ်ချမ်းနဲ့ညာချမ်းခောက်လိုက်ရင်ခောက်ချိုးညီနေဆိုတဲ့ကစားကွက်မျိုးမရှိဘူးတချမ်းကိုအတွင်းဝင်ပြီးဂတ်ဘိုဝိုင်းမှာပဲထားခြင်းကိုရရတယ်အနည်းဆုံးတော့ friend ပေါင်းရဲ့ ability ကိုရမယ်ပေါ့လေ ကျွန်တော်တို့အဲ့လိုမျိုးခံစားရပါတယ်ကိုယ်။ဒါညီသုံးသက်ပေးပါတော်လေးလည်းမိုက်ပါတယ်။ဒီဘယ်လိုပြောမလဲ။ဒီဘောင်းနဲ့ပတ်သက်ပြီးတော့မှတကယ်ကိုခေစီးသွင်းကြပါတော့။ဒါသုံးသက်ပေးပါရယ်။နောက်ထပ်ဒါအကူမီဂျန်ရီဘောကကြတော့ဒီလက်ရှိအချိန်ဒီမှာတော့တတော်ကြီးကိုအလားလားကောင်းသွားပြီပေါ့လေ။ဒီ front fan နဲ့ပွဲစဉ်တော့ကတော့ထောင်တိုက်စစ်မှာဆို AKTK ရဲ့ Isaac ကိုတုံးတယ်။ Isaac ကလည်းပေါ့ဂျန်တန်ရထိပ်သွားတယ်။ပေါ့ဂျန်တန်ဆိုတော့ကတော့သူ့ရဲ့ဒီ dire history ပါလေ။ပေါ့ဂျန်အမြင်နဲ့နှိပါတာဒုက္ခပြီးတဲ့ဟာမှရှိရဆိုတော့ Isaac ရဲ့အနေထားကတော့တိတ်တော့စိတ်မချအောင်။ဒါပေမဲ့ပြဿနာမရှိတာကြတော့ Gebo ကအဲ့အနေအောင်ကောင်းကောင်း ဝင်ကစားနိုင်တယ်လို့ပြောနိုင်တယ်အဲ့တော့ကေပူနဲ့ AKTK ကတော့ဒီတိုက်စစ်မှာဒီဘယ်လိုပြောပြ flat flat ပွဲရပုံစံဆိုတာ442ပုံစံရဲ့ဒီတိုက်စစ်နေ့ရောက်မှာအခုတော့မြင်ရနိုင်တယ်မူဆလာကတော့ဒီညာချမ်းမှာပဲဖြစ်မလားဒါမှမဟုတ်ဒီ Florian Bus ကိုဘယ်ချမ်းထုံမလားဆိုတော့အခုတော့ချက်ပြုံးမှကြည့်ရမှာပေါ့နောက်ထပ်ဒါမီးမီးရဲမီးကုန်းတွေကဒီပုံစံတစ်ခုနဲ့ Liverpool ဟာဘလောက်အတိုင်းတာထိသွားနိုင်မလို့ထင်တယ်ပေါ့လေဒါဒီဘက်မှာဆိုရင်လည်းဒါသူ့အနေနဲ့ပွဲကတိတ်တော့မလွယ်နိုင်တဲ့ပွဲလေးကြီးလည်းရှိတယ်ချန်ပီယံလိမှာဆိုရင်လည်းနည်းနည်းခက်နိုင်တဲ့ပွဲလေးကြီးရှိတယ်ဆိုတော့ဒီအတိုင်းတာဒီလက်ရှိ သုံးထားတဲ့အခင်းချင်းကအာနီစတော့အတွက်လုံးဝအဖြစ်ဖြစ်ပြီလားအနာဂတ်မှာရောဒီကဘယ်လောက်ထိ effect ဖြစ်နိုင်တယ်လို့ဒါအထင်တယ်ဒါလေးရောအပိတ်အနေနဲ့ပေါ့လေသုံးသပ်ပေးဟုတ်တရားတွင်းတော့ effect ဖြစ်တာပေါ့ကွယ်ဒါပြောမှတို့ဒါဆာလာမပါတဲ့ကစားပုံကိုသူတို့ပြတ်တာခဲ့တယ်ဟုတ်လေဒီဒီ shape ပြဆိုဆာလာမပါလဲဖြစ်တယ်ဆိုတဲ့ပုံစံမျိုးသူတို့သွားခဲ့တယ်ဒါပေမဲ့တတိထားမှာဒါ front back ဖြစ်တယ်ပြိုင်ဘက်ကဒါ premier league အသင်မဟုတ်ဘူးဒီ bradford နဲ့ကစားရင်သူတို့ဒါရလက်ကောင်းခြင်းမှလည်းကောင်းမယ်ဒါပေမဲ့ရလက်ကောင်းသည်ဖြစ်သည်ဆိုးသည်ဖြစ်စေဒါကိုသူတို့သွားသင့်တယ် florian vier ရဲ့အကောင်းဆုံးခြေစွမ်းကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဟုတ်တယ်ဒီ อีสักก็တော့မကောင်းဘူးဗောလေတိတ်ပဲသူဒံရပြဿနာရှိနေရလဲပါမယ်ထင်တယ်အကီတီကေးဆိုလဲဒီကစားပုံမှာကောင်းတယ်ကော်ဒီဂတ်ဘိုးဆိုလဲဒါဒုတိယပိုင်းဆိုရင်ဒီကော်ဒီဂတ်ဘိုးရဲ့အကီတီကေးရဲ့อีสက်ရဲ့ဒုတိယပိုင်းဆက်စားကျင်းလောက်ပါတယ်ဒီဘောက်ထဲမှာဝင်ပြီး၃ရောက်ဝင်ပြီးဒီရောဘတ်ဆန်ရဲ့ cross တွေကိုစောင့်နေတဲ့ပုံစံမျိုးထိမြင်တွေ့ရတယ်ကော်ဒီဂတ်ဘိုးကလည်းဒီရိုးမှာအကျွမ်းတဝင်ဖြစ်ပြီးသားအဲ့တော့သူတို့ရလက်ကောင်းသည်ဖြစ်သည်စိုးသည်ဖြစ်စီဒီ Florian VS တို့ Kakash တို့ Frenbaum တို့အကီတီကေးတို့ ဒီ ESA တို့စီအကောင်းဆုံးခြေစွမ်းကိုရကျင်တယ်ဆိုရင်တော့ဒီ shape အတိုင်းကိုဆက်ပြီးတော့သူဒီ front back နဲ့တွဲမှာအဖြေရှာတွေးခဲ့တဲ့သူရဲ့ဒီနီးပြူဝါပိုင်းပြန်လဲချိန်ကြီးမှုလေးတစ်ခုပေါ့နော်အဲ့တစ်ခုလေးကအဖြေဖြစ်မယ်လို့တော့ကျွန်တော်ထင်တယ်ဒါကရလက်တွေကဟိုဆိုရင်လည်းဆိုမယ်ကောင်းရင်လည်းကောင်းမယ်ဒါကတော့ long term အနေနဲ့သွား long term အနေနဲ့သွားမှာဒီကတော့ကစားသမားအသစ်တွေစီက performance track မယ်ဆိုရင်ဒါကသူတို့ရလက်ကောင်းသည့်ဖြစ်ဆိုသည့်ဖြစ်ဆက်ပြီးတော့သွားတဲ့နယ်လို့တော့ကျွန်တော်မြင်ပါတယ်ကိုရင်ဟုတ်ကဲ့ပါဒါညီငယ်ဒါ Liverpool နဲ့ပတ်သက်ပြီးတော့တကယ်ကိုပဲခီစီတွင်ကြတုံးသက်ပြီးတော့အတွက်ကျေးဇူးထူးတင်ရှိပါတယ် ကြည့်ရှုအားပေးကြတဲ့ဆော့ကောပရိသတ်တူကြီးစီကိုလည်းကျေးဇူးတင်ရှိပါတယ်ခင်ဗျာ